What's up ညီကိုတို့ Zuhab ကနေပြန်လဲကြိုးဆိုပါတယ်ဆွဲလန်းစီတဲ့ဂိမ်းတွေဆိုတာဘယ်လိုမျိုးလဲဂိမ်းတွေအကုန်လုံးကတော့ဆွဲလန်းစီတာပဲလေဒီနေ့ခေတ်မှာဆိုရင် online multiplayer ဂိမ်းတွေကိုလူငယ်တွေတော်တော်များများဆော့ပြီးတော့ဆွဲလန်းနေကြတယ်တချို့ညီကိုတွေကြတော့လဲ story game ကောင်းတွေကိုဘဝရဲ့အားလက်ချင်လေးတွေမှာခဏလောက်ဆော့ရင်းနဲ့ဂိမ်းရဲ့အလဘတွေခံစားရတဲ့အရာတာလေးကိုဆွဲလန်းနေကြတယ်ဒါဆိုရင်ဆွဲလန်းတာမျိုးကိုမှပြန်ထီးထွေးလိုက်တဲ့မျက်လုံးတွေအရှောင်လက်ပြီးပျော်ရွှင်ခြင်းနဲ့ခံစားချက်တွေစိတ်လုံရှားတာမျိုးတွေဖြစ်သွားတဲ့ဂိမ်းတွေဆိုရင်ရော ဒီကိုယ်တို့တိမထားမရင်သာမထားမိမှာပါငငယ်တုန်းကအဲ့လိုမျိုးပထမဆုံးအချိန်ထူးထင်းမှုတွေကိုလူကိုမရမနာအရှိတအောင်ဆွဲခေါ်တတ်တဲ့ဂိမ်းတွေမှာအများကြီးပဲဥပမာ Super Mario ဂိမ်းတွေတို့ Tetris တို့ပြီးရင် PS2 ကဂိမ်းတွေတော်တော်များများကလည်းအဲ့လိုပဲအိုက်ကစ်ခါမှာလူဖြစ်လာတဲ့ကျွန်တော်တို့ generation တွေကရှေ့မီနောက်မီဖြစ်ကုန်တော့အသက်ဆန်းဆိုပြီးထိတွေ့ရတဲ့ဂိမ်းတွေဆိုတာမနည်းဘူးအဲ့ထဲမှာမှာ Rambo ဂျပူလို့ကျွန်တော်တို့သိကြတဲ့ Metal Slug ဂိမ်းကတော့အထူးခြားဆုံးဂိမ်းတွေကတစ်ခုဆွဲလန်းစေတဲ့ဂိမ်းတစ်ခုအနုပညာမျိုးဖန်တီးထားတဲ့ဂိမ်းတစ်ခုပါ စဉ်းစားကြည့်ရင်ဘသူကရောဒီလိုဂိမ်းကိုငင်းဆန်နိုင်မှာလဲ gameplay က first person ဖြစ်ပြီးတော့စောရတာသွက်တယ် graphic နဲ့ visual တွေကလည်း pixel animation style ရဲ့အနုပညာမျိုးဖန်တီးမှုတစ်ခုလိုတင်စားရတဲ့အထီကိုထားကြတယ် slapstick humor ပုံစံလေးတွေပါနေတာကလည်းဒီ game ရဲ့စွဲဆောင်မှုအကြီးကြီးတစ်ခုပေါ့ game ရဲ့နောက်ခံတီးလုံတွေ sound effect တွေကလည်းမိုက်တယ်ဘယ် game ဖွင့်ထားတာလဲအတန်နဲ့ခံမှန်းကြည့်လို့ရမ်းပြောခိုင်းရင်တော့အပြင်းမှန်တန်းထွက်နိုင်တဲ့အထီကို iconic ဖြစ်လုံတယ် GTA SA ရဲ့ theme song လို့ပေါ့ဒီ video ကတော့ Metal Slug game အကြောင်းနဲ့သူ့ရဲ့ story gameplay နဲ့တခြားအကြောင်းအရာတွေပြီးတော့ဘယ်လိုမျိုးပုံစံနဲ့ကျွန်တော်တို့စိတ်ထဲမှာကြီးစိုးနေရယူ တွက်ဂိမ်းဖြစ်လာတာလေဒီဂိမ်းကဘာတွေကောင်းမွန်တာလဲဒါတွေအကုန်လုံးကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ် ပထမဆုံး Medis Lab Gang ကို NASCAR Corporation ရဲ့ Developer အဖွဲ့တစ်ခုကဖန်တီးခဲ့တာပါ။ Arcade Platform တစ်ခုဖြစ်တဲ့ Neo Geo အတွက်သီးသန့်ထုတ်ခဲ့တယ်။ Medis Lab ကသူ့ရင်ထွက်ခဲ့တဲ့ Run Gang Game တွေဖြစ်တဲ့ In the Hand နဲ့ Gun Force Tour လိုမျိုး game တွေကို inspire ယူပြီးတော့ဖန်တီးခဲ့တာပါ။ဒါပေမဲ့အဲ့ game တွေတပုံမကောင်းမွန်တဲ့အခြေသွေးတွေကိုပိုင်ဆိုင်ထားတယ်။ဒါမဲ့ Run Gang Game တွေမှာဂျော်နဲနေတဲ့အပိုင်းတွေဟာကွက်ဖြစ်နေတာလေးတွေအကုန်လုံးကိုဖားထေးပြီးတော့ပြုပြင် moment ထားတယ်။1996ခုနှစ်မှာ Medis Lab Series ရဲ့ပထမဆုံး game ကိုထုတ်ခဲ့တယ်။ ရန်ကဂိမ်းမျိုးစားကြိုက်တဲ့သူတွေတို့ပြီးတော့အာကိတ်ကင်မာတွေကြားတဲ့ရေးလဲရေးပန်းစားပြီးတော့အောင်မြင်သွားတယ်။ Easy to control how to alive ဆိုတဲ့အတိုင်းပဲဂိမ်းရဲ့အနှစ်သာရအစစ်မှန်ကစောရတာတွက်မယ်။ဒါပေမဲ့မသိအောင်စောဖို့ကြတော့ခက်ခဲတာမျိုးပေါ့။ပထမဆုံး Metal Slug Game ကိုထုတ်ပြီးချင်းလာပိုင်းလောက်နဲ့ American နိုင်ငံရဲ့ Top 10 Arcade Game စီးရင်နဲ့ပါလာတယ်။ Japan နိုင်ငံရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံး Arcade Game တစ်ခုအနေနဲ့လည်းမှတ်တမ်းတင်သွားတယ်။ တိုင်းမကြခင်မှာပဲကဘာနဲ့အောင်မြင်မှုတွေနဲ့အတူမက်ဒက်စလက်ကလူကြီးလူငယ်တော်တော်များများရဲ့စိတ်ထဲမှာနေရာအကြီးကြီးယူလာတယ်။1998ခုနှစ်နောက်ပိုင်းမှာတော့ SNK Company က Neo Geo Platform အပြင်ကိုမှ Sega Saturn နဲ့ PlayStation 1တို့လို Next Generation Platform တွေပါမှာမက်ဒက်စလက် Game ကိုဆော့လို့ရအောင်ပေါ်လို့လိုက်ပါတယ်။ဒီလိုမျိုးနာမည်ကြီး Next Gen Platform တွေအပေါ်ကိုခြေဆက်လိုက်တာကြောင့်လဲမက်ဒက်စလက်ရဲ့အောင်မြင်မှုအစိတ်ကကြောက်စရာကောင်းလာအောင်ထိုးတက်သွားပြီးတော့ Gamer တွေရဲ့စိတ်ဝင်စားမှုကလည်းဘက်ပေါင်းစုံကနေရရှိလာပါတော့တယ်။ Metal Slayer Game Rule ကရှင်းရှင်းလေးပါ ကြိုက်သလောက်ပြစ်ကြိုက်သလောက်တက်တစ်ချက်ပြန်ထိရနဲ့သေပါမယ်ဒါပေမဲ့အသက်ပိုတွေပါတာမလို့ခဏခဏပြန်ရှင်လို့လည်းရတယ်စကေးရှိရင်လည်းရှိသလိုမျိုးမသေအောင်ဇက်တိုက်ဆောက်လို့ရတယ်တစ်ချက်ထိရနဲ့သေတာမလို့လောင်ရတာမျိုးတွေကကျွန်တော်တို့ရဲ့ငယ်ဘဝမှာခဏခဏပါဒါပေမဲ့လည်းဒီဂိမ်းနဲ့ပတ်သက်ရင်တတော်ကိုဇွဲကောင်းကြတော့အချိန်ပေါင်းများစွာသေလိုက်ပြန်ရှင်လိုက်နဲ့ချင်းချင်းနဲ့နဲ့ကြီးကိုဆော့ခဲ့ကြတာပေါ့ Metaslack ဂိမ်းတွေကိုအခုချိန်မှာဆိုရင် platform အကုန်လုံးဒီပါမှာဆော့ကစားလို့ရနေပြီဖြစ်တယ် ဂိမ်းတွေလည်းအများကြီးထွက်ရှိထားတယ်။ Mattersley Chronological Order ရဆိုရင်ခုနှစ်ဂိမ်းထွက်ထားပြီးတော့ Spin of Gain တွေအနေနဲ့ Mattersley First Mission နဲ့ Mattersley Second Mission, Mattersley Affairs, Mattersley 3D တို့ထွက်ရှိပါသေးတယ်။ဒါကတော့ Chronological Order နဲ့အရေးကြီးတဲ့ Spin-off တွေဖြစ်ပြီးတော့ Android နဲ့ iOS မှာလည်း Mattersley Gain တွေအများကြီးထွက်ရှိသေးတယ်။တိုက်မကြခင်နှစ်ပိုင်းလောက်တုန်းကလည်း Mattersley Awakening ကထွက်ရှိထားပါသေးတယ်။ကဲဒါဆိုရင် Mattersley ပထမဆုံးဂိမ်းရဲ့ကြီးမားကျယ်ပြန့်တဲ့ဇာတ်လမ်းကြိုးကြီးကိုပြောပြမှာမလို့ Coffee ပူပူလေးတစ်ခွက်လောက်ဖြော်ထားလိုက်ပါ။ ပြီးပြီဆိုရင်တော့စကြတာပေါ့ မက်ဒစ်လက်ယူနီဗာစ်မှာ regular army ဆိုတဲ့နီးပညာမြင့် ARG စစ်တပ်ကြီးတစ်ခုရှိပါတယ် General Donald Morden ဆိုတာကတော့ regular army ရဲ့ဒုဗိုလ်ချုပ်တစ်ယောက်ပါ General Morden က Canadian လူမျိုးတစ်ယောက်ဖြစ်တယ် regular army မှာလူတိုင်း၄စားအားကျရတဲ့သူတစ်ယောက်လည်းဖြစ်တယ်ပြီးတော့သူ့မှာသူချိရတဲ့မိသားစုလေးလည်းရှိတယ်ဒါပေမဲ့ General Morden ရဲ့လူတိုင်း၄စားအားကျရတဲ့ဘဝကမထင်မှတ်ထားတဲ့ accident တစ်ခုကြောင့်အကုန်ပျက်စီးသွားပါတော့တယ် 2023ခုနှစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့် General Modern ရဲ့မိန်းမနဲ့သမီးလေးကသေဆုံးသွားတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Regular Army ရဲ့အကြီးပိုင်းတွေကမသိသလိုပဲဟန်ဆောင်နေကြတယ်။ဒါကြောင့်မလို့ General Modern ကဆုံးရှုံးမှုတွေကနေဝမ်းနည်းစိတ်နဲ့စိတ်တင်ရရသွားတယ်။ပြီးတော့ဒေါသနဲ့မုန်းတိစိတ်တွေပါရောထွေးလာတယ်။သူ့ရဲ့ Strategy ဖြစ်တဲ့ Regular Army ကိုလည်းစိတ်ထဲကနေနာကြီးသွားတယ်။ဒါတော့အရာအလုံးကိုစန့်ကျင်မှုစူးစမ်းလာတယ်။အဲ့ဒီအတွက် General Modern က Regular Army ကိုစန့်ကျင်ဖို့စစ်တပ်တစ်ခုကိုဖွဲ့စည်းလိုက်တယ်။ဒီအဖွဲ့ကိုကြတော့ Rebellion Army ဒါမှမဟုတ် Rebel Army လို့ခေါ်တယ် regular army မှာရှိတဲ့ general model ရဲ့သက်ဆိုင်ရှိစစ်သားတွေစစ်ဘိုတွေနဲ့တိုက်ပတ်ပင်းနေရှင်တွေကလည်း rebel army ကိုဝယ်လာကြတယ်။ပြီးတော့ jesus စစ်သားတွေအထိပါလာပြီးတော့ rebel army ရဲ့အင်အားကနေစင်းညာချင်းကိုကြီးထွားလာတယ်။ rebel army ဘက်ကတိုက်ပတ်ပညာရှင်တွေနဲ့ engineer တွေကခင်းလို့လက်နက်တွေတို့ယင်းတွေတို့ကိုတီးထွင်လာတယ်။ bio weapon တွေလိုမျိုးအဖြစ်ဆုံးအားကြီးတဲ့လက်နက်တွေလည်းစစ်ပွဲထဲမှာတုံးလာတာကြောင့် regular army က general model ရဲ့ PR တွေချားထဲမှာစစ်ပွဲတွေဇက်တိုက်ရှုံးနေတယ်။ဒါကြောင့်မလို့ regular army ဘက်ကနေပြီးတော့လေ secret project တစ်ခုကိုဖန်တီးနေတယ်။ အဲ့ဒီ project ကတော်တော်ကြီးကိုအစွမ်းထက်တဲ့တင်ကားမော်ဒယ်တစ်ခုကိုဖန်တီးဖို့လုပ်နေတာပါအဲ့နောက်မှာတော့ regular army ကအောင်မြင်မြင်နဲ့တင်ကားကိုဖန်တီးနိုင်ခဲ့တယ်ပြီးတော့အဲ့ဒီတင်ကားရဲ့ model နံပါတ်ကို super vehicle 001လို့ပေးပြီးတော့နိုင်နိုင်ကိုတော့ metalslack sv001 လို့ပေးလိုက်ပါတယ် ဒီတင်ကားတွေရဲ့ function ကအရန်ကောင်းတယ်။အစင်းအမြင့်ဆုံးစစ်ဘက်ပိုင်းဆိုင်ရာနီးပြည်နယ်တွေတုံးပြီးတော့ဖန်တီးထားတာမလို့။မာကျော်ပြီးတော့ပြစ်ကတ်မှုဆွဲကအရန်ပြင်းပါတယ်။ Regular Army ကဒီ Metaslab Project နဲ့နီးပြည်နယ်တွေအချက်အလက်တွေကိုထိမ့်သိမ့်ဖို့အတက်နိုင်ဆုံးစ조사ခဲ့ပေမဲ့ Rebel Army ရဲ့ spy တွေကြောင့်ဒီ project ကပေါက်ကြားသွားတယ်။ပြီးတော့ Metaslab တင်ကားတွေကိုလည်း Rebel Army ကအကုန်လုံးခိုးသွားပါတယ်။ General Morde က Metaslab တင်ကားတွေကိုကဘာနဲ့မှရှိရသူရဲ့လောက်ဝက်စခန်းနဲ့စီပို့ပြီးတော့ဖွက်ထားလိုက်တယ်။ Regular Army ရဲ့စစ်ပွဲကိုပြောင်းလဲမဲ့အကြံတွေအခွင့်အရေးတွေအကုန်လုံးကလည်းပျက်စီးကုန်တယ်။ မက်ဒစ်လက်တင်ကားတွေမရှိတဲ့ regular army လဲ rebel army ရဲ့နှီးပြည်တော်မြေလက်နက်တွေကိုမရှင်းနိုင်ပဲတိုက်ပွဲတွေကရှုံးလာတယ်၂028ခုနှစ်ကိုရောက်တော့ general model ကကဘာစစ်မီးကိုရှို့လိုက်ပြီးတန်းနဲ့ချီရဲ့သူ့ရဲ့စစ်တပ်အင်အားကြီးနဲ့ကဘာပေါ်မှာရှိတဲ့အထင်ကြီးမျိုးတွေနိုင်ငံတွေကိုကျူးကျော်ဝေရောက်တိုက်ခိုက်တယ် rebel army ရဲ့တိုက်ခိုက်မှုကအပြစ်မဲ့တဲ့အသက်တွေတန်းနဲ့ချီသိမ်းဆုံးကုန်တယ်အင်အားကြီးနိုင်ငံတွေရဲ့အစိုးရနဲ့စစ်တပ်တွေအကုန်လုံးပျက်စီးကုန်တယ် regular army လဲအင်အားနည်းနည်းလောက်လေးပဲကျန်ပြီးတော့ကဘာပေါ်ကနိုင်ငံအများစုက general modern နဲ့ rebel army လက်ထဲကိုကြာရှုံးသွားရတော့တယ် ဒီစစ်ပွဲကြီးကို first model ဝါလို့ခေါ်ပြီးတော့ rebel army ရဲ့ခစ်တက်တစ်ခုဖြစ်လာပါတယ် general model ရဲ့ဒေါသမီးနဲ့ဖြစ်သွားတဲ့စစ်ပွဲတွေကြောင့်တစ်ကမ္ဘာလုံး rebel army ရဲ့လက်အောက်ထဲကိုရောက်နေတဲ့အချိန်မှာပဲ regular army ရဲ့အထူးရက်စစ်သားတွေပါတဲ့အဖွဲ့အခွဲတစ်ခုပေါ်လာတယ်အဲ့ဒီအဖွဲ့ကိုတော့ peregrine falcon squad လို့ခေါ်ပြီးခေါင်းဆောင်အနေနဲ့ marco rossi ကဦးဆောင်တယ်စစ်ပွဲကြီးထဲမှာအသက်ရှင်ကျန်တဲ့ regular army ကစစ်သားတွေနဲ့ပြင်းရရှင်တွေပါပြီးတော့ရေးလက်ခက်ခဲကျန်တဲ့ mission တွေကိုလုပ်ဖို့အထူးတပ်ဖွဲ့တစ်ခုဖြစ်လာတယ်။ Marco က Metal Slug franchise တစ်ခုလုံးရဲ့ main protagonist လည်းဖြစ်တယ်။ background story ရတော့ဘာကိုကကြောင်းပြီးကြတဲ့က military academy တဲကိုဝင်ခဲ့တာမလို့စစ်ဘက်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေအတော်ကြီးကျွမ်းရှင်နေသူဖြစ်တယ်။ modern war ကာလတွေထဲမှာလည်းမာကိုကသူ့ရဲ့ရဲဘော်ရဲဘက်တွေကိုအများကြီးဆုံးရှုံးလိုက်ရတယ်။ဒါကြောင့်မလို့ general model ကိုအမြင့်ပြတိုက်ဖို့အတွက်သူကိုယ်တိုင်ဦးဆောင်တဲ့အဖွဲ့ကိုဖွဲ့လိုက်တာပါ။တိတ်မကြခင်ပါပဲ။မာကိုရဲ့အဖွဲ့တွေကိုဂျပန်လူမျိုးအထူးစစ်သားတယောက်ကထပ်ဝင်လာတယ်။ဒီကောက်နံပါတ်ကတော့ Tama Rovin ပါ။ Tama ကလည်းမာကိုလိုပဲတိုက်ရိုက်ခိုက်ကောင်းတာကြောင့်မာကိုနဲ့အတွဲညီဆုံးသူတွေဖြစ်လာတယ်။ မန်ဒက်စလက်ဂိမ်းတွေမှာတူပလေယာဆော့မယ်ဆိုရင်မာကိုပြီးရင်တာမာကိုရွေးလို့ရတယ်ဒီလိုနဲ့သရုံးနှစ်ယောက်တူတူလောက်ရမယ်မစ်ရှင်တစ်ခုကတိတ်မကြခင်မှာရောက်ရှိလာတယ် ဘာလဲဆိုတော့ Rebel Army ကခိုးသွားတယ် Metal Slug တင်ကားတွေကိုပြန်ယူဖို့ပါတကယ်လို့လိုအပ်ရင်အကုန်ဖြည့်ဆည်းပြဖို့လဲပါတာပေါ့ Regular Army က Marco နဲ့ Dama ကိုဒီ mission ကိုလုပ်ဖို့တာဝန်ပေးလိုက်တယ်ဒီတော့အတွင်းကြီးရဲ့အထူးစစ်သားနှစ်ယောက်က Rebel Army ထိန်းချုပ်ထားတဲ့နယ်မြေစခန်းတွေထဲကိုဝင်ပြီးတော့ Metal Slug တင်ကားတွေကိုပြန်ယူမယ်အချင်းသားတွေကိုကဲမယ်အရေးကြီးဆုံးကတော့ Rebel Army ဘက်ကကောင်တွေကိုစက်တိုက်မရက်မနာမီးကုန်ရန်ကုန်ပစ်တတ်ဖို့ပါပဲ မာကိုနဲ့ဒါမာတို့ပထမဆုံးသွားရတဲ့နေရာက value empty system ဒါမှမဟုတ်ရင်လည်း absolute forest လို့ခေါ်တဲ့နေရာပါဒီနေရာ background ကိုကြည့်မယ်ဆိုရင် vienna တို့ cambodia တို့နိုင်ငံတွေမှာမြင်တွေ့ရတဲ့တောအုပ်တွေကိုအခြေခံထားတာပါဒီနေရာမှာလာတဲ့ဘုံတွေပြစ်ချတဲ့ helicopter ရှောင်းငယ်တုန်းကခဏခဏသိမ်းဘူးပါတယ်၁၀နှစ်တောင်မရှိသေးတဲ့အချိန်မှာဒီကောင်ကျဲတဲ့ဘုံတွေရှောင်းဖို့အုံနောက်ကသိချအလုံးမလုံးနိုင်ခဲ့ဘူးပြီးတော့ဒီနေရာမှာပဲ rebel army ရဲ့ mega fighter ရင်းပြင်းကြီးတစ်ခုဖြစ်တဲ့ tetsuyuki ပြစ်ချသွားတာပါ ဒီကောင်ကြီးက modern war ကာလတွေမှာမျိုးတွေပေါ်ဘုံမိုးရွာချဖို့တုံးနေတာပါအခုပြတ်ကျသွားတော့ဒီနေရာမှာပဲလက်လက်ကြီးတွေပြန်ဆင်ပြီးတော့ခန်းတက်ပုံစံပြောင်းထားကြတယ်ဒီကောင်ကြီးကပထမဆုံး mission ရဲ့ပထမဆုံး main boss ဖြစ်ပြီးတော့ဖြည့်ဆည်းဖို့တော့လွယ်ပါတယ်ဇလန်ရဆိုရင် marco နဲ့ tamaro က medals လက်တင်ကားတွေကိုပြန်ယူမယ် tatsuyuki ရင်ပြက်ကြီးမှာ operation ကိစ္စဆွေးနွေးနေတဲ့ rebel စစ်သားတွေကိုတိုက်ရတာမျိုးပါ mission ပြီးသွားရင်အချင်းသားဗနီယောက်ကယ်နိုင်ခဲ့လေ medals လက်ကိုရောပြန်ယူနိုင်ခဲ့လားဆိုတာတွေပေါင်းပြီးတော့အမှတ်ရပါတယ်ဒါပေမဲ့ဂိမ်းထဲမှာအချင်းသားတွေကယ်ပြီးမှသေသွားရင်အချင်းသားတွေကယ်ထားတဲ့ point တွေကိုရမှာ မဟုတ်ဘူးမိုင်နပ်စလက်တင်ကာက boss နဲ့မချခင်ပျက်စီးသွားရင်လေမရှင်အပြီးမှာ point လုံးဝမရပါဘူးဒါပေမဲ့လည်းနောက်ပိုင်း mission တွေပိုခက်လာလေပိုသေးလာလေမလို့ extra point တွေရဖို့ဆိုတာတော့ခက်ပါတယ်ဒုတိယ mission ကိုတော့ Rumba City လို့ခေါ်တဲ့မြို့မှာလုပ်ရမှာပါ ဒီမျိုးရဲ့ background တွေကိုကြည့်မယ်ဆိုရင်သူ့ရဲ့ theme ကဥရောပမျိုးတွေကိုအခြေခံထားတာကိုတွေ့ရတယ်။ဒီမျိုးကတစ်ချိန်တုန်းကတော့တော်တော်တာယာတဲ့မျိုးဖြစ်ခဲ့ပေမဲ့ Modern War ဆလာတော့တစ်မျိုးလုံးအမိုက်ပုံတစ်ခုလိုမျိုးကိုပြည့်စည်သွားတယ်။ Rebel စစ်တပ်တွေကလည်းဒီမျိုးပြည့်ကြီးကိုခံတပ်ပုံစံလုပ်ထားတယ်။စစ်တပ်အင်အားတိတ်မများပေမဲ့တိုက်လေရင်တွေတော်တော်ပေါ်တာမလို့သတိထားစောရပါမယ်။ Mission ရဲ့တော့မှာ Mini Bada ဆိုတဲ့ကောင်လည်းချက်ရသေးတယ်။ အဲ့ကောင်ကအရန်တော့မခတ်ပါဘူး။မာကိုနဲ့တာမာတို့ကမြို့ထဲမှာဖမ်းခံထားရတဲ့အချင်းသားတွေကိုကယ်မယ်။ Madness Let Thing ကိုပြန်ယူမယ်။ဒီလိုမျိုးအဓိက mission တွေကိုဦးစားပေးလုပ်နေရင်းကနေ General Morden နဲ့သူတို့ပထမဆုံးအချင်းရင်ဆိုင်ရပါတော့တယ်။ Mission အဆုံးမှာမာကိုတို့က Rebel Army ရဲ့လက်နက်စင်ုံတွေကိုရောက်သွားမယ်။ပြီးရင်ရုတ်တရက် General Morden က Hair Pastor Rebel ဆိုတဲ့ Heavy Boom မှာယင်ကြီးကိုစီးလာပြီးရောက်လာမယ်။ Hair Pastor Rebel ဆိုတဲ့ယင်က Prototype အစ်စ်မှာပဲရှိသေးတဲ့ဆိုပေမဲ့လက်နက်တွေစင်ပေးထားတာကအတော်ကြီးကိုစုံတယ်။ Missile အကြီးစားတွေပြစ်နိုင်တယ်လို့ Machine Gun တွေလက်ပါတယ်။ Mini Bomb တွေလက်စတိုက်ချနေတယ်မလို့ Player ကိုတော်တော်ကြီး ို့အာယုံပေးနေတဲ့ကောင်လို့ပြောလို့ရတယ်။ဒီအခန်းကနေစပြီးတော့ Metal Slug ကိုမကွဲအောင် Professional တက်တဲ့ကစားဖို့ဆိုတာခက်လာပြီ။ဒါပေမဲ့လည်း Prototype အစ်စ်မှာပဲရှိသေးတဲ့အကြောင်း Marco တို့ကအသာလေးအနိုင်ယူနိုင်ခဲ့ပါတယ်။အချိန်ပေါင်းများစွာသေပြီးတော့ပေါ့။ Marco ရဲ့တတိယမစ်ရှင်ကနင်းတောင်ကြီးပေါ်ကိုတိုက်ရတာပါ။ဒီမစ်ရှင်ကတင်ကားတွေအတော်ကြီးပါတယ်မစ်ရှင်မှာ။ပြီးတော့စစ်သားတွေကနင်းလုံးတွေနဲ့တိုက်ချတာမျိုးလည်းရှိသေးတယ်။တောင်ပေါ်တိုက်ရင်လည်းမစ်ရှင်ရဲ့တဝက်မှာဆရာကြီးတစ်ခေါင်နဲ့စပြီးတော့ရင်ဆိုင်ရတယ်။ ဒီကောင်ကတော့ Rebel Army ရဲ့ဒုတိယအာဏာရှိဆုံးဖြစ်တဲ့ Alan O'Neil ပဲဖြစ်ပါတယ်။ Alan O'Neil က game ထဲမှာတော်တော် smart ဖြစ်တဲ့ AI character လို့ပြောလို့ရတယ်။ player ရဲ့တိုက်ခတ်ပုံကစားနည်းကိုဒီကောင်ကမြင်မြန်ရှောင်နိုင်တယ်။ Alan O'Neil ကိုနိုင်သွားပြီဆိုရင် main boss ကြီးနဲ့စစ်ကြေးရမှာဖြစ်တယ်။ main boss ကတော့ Tani O ဆိုတဲ့ prototype artillery ယင်ကြီးပါ။ electromagnetic force ကိုအသုံးပြုထားတဲ့အမြောက်ကြီးတွေပစ်နိုင်တယ်။ပြီးတော့ပစ်ချက်တွေကလည်းမြင်းတယ်။ machine gun တို့ rocket launcher တို့တွေအပြင်ကိုမှ naval mine gun တွေလည်းတပ်ဆင်ထားတာကြောင့်ဒီကောင်ကြီးကတော်တော်အာရုံပေးတဲ့ boss တကောင်ပါ။ပြီးတော့ဒီ machine gun ခဏခဏသိလို့ continue နဲ့ရမရှင်ကမပေးဘဲ rocket launcher ပေးတဲ့ပထမဆုံး mission မှာ နေကူမြောက်မစ်ရှင်မှာတော့ risk 256ဆိုတဲ့နေရာကိုသွားရမှာပါဒီနေရာရဲ့ပုံစံအနေထားတွေကတော့ Kazakhstan နိုင်ငံကိုအခြေခံထားတာမျိုးကိုတွေ့ရတယ်ဒီနေရာကြီးက Rebel Army ရဲ့ချင်းလင်းစစ်ကြောင်းတွေအထူးခံတဲ့ဖြစ်တယ်မစ်ရှင်တစ်လျှောက်လုံးမှာအမြောက်ပစ်တဲ့အိမ်တွေတို့ဘန်ကာတွေတို့တင်ကားတွေအပြည့်ရှိတယ် main boss အနေနဲ့ရင်ဆိုင်ရမှာက Shaw နဲ့ Khan ဆိုတဲ့နီးပညာမြင့်အမွာတင်ကားနှစ်စီပါဒီနှစ်ကောင်ကကာလာပဲခွဲပြီးတော့ Channel Function တွေအကုန်တူတယ် weapon တွေအနေနဲ့အရှိမစပ်ကန်နုံးနဲ့ missile တွေတက်ထားတယ်ပြီးတော့ armor plate တွေလည်းတက်ထားတယ်အင်ဂိမ်းတက်တဲ့အရဆိုရင်အောက်မှာရှိတဲ့ Shaw ကိုအရင်ဖြိုပြီးတော့ Khan ကိုဖြိုရင်ခဏလေးပါပဲအတော့ ော်လဲလွယ်တဲ့မစ်ရှင်ပါငါကုမြော့မစ်ရှင်မှာတော့ Gearhead City ဆိုတဲ့မြို့လေးကိုခြေတက်ရပါတယ်ဒီမြို့လေးက Rebel Army တွေမကျူးကျော်ခင်အတီအေဂျင့်ပြီးတော့ချမ်းသာကြွယ်ဝတဲ့မြို့လေးပေါ့အခုတော့တမျိုးလုံး၆ကပ်ပြီးတော့လူတွေရဲ့နာနာချင်းချင်းအောင်ဟစ်နေတဲ့အတန်တွေပဲကြားရတော့တယ်မြို့တွေကအိမ်တွေထဲမှာ Rebel Army ကစစ်သားတွေဝင်နေတတ်ကြသေးတယ်ပြီးတော့ဒီမြို့ကမာကိုရောနောက်ဆုံးမစ်ရှင်ကိုသွားဖို့လမ်းပြတာမလို့မြို့ရဲကိုတစ်ဖြတ်ဝင်နေတိုက်ရမှာပါ ဒီ mission ရဲ့ main boss ကြီးကတော့ Iron Nokana လို့ခေါ်တဲ့ heavy armor vehicle ကြီးပါဒီကောင်ကြီးက Rebel Army ရဲ့အထူးရှေ့တန်းရင်ကြီးဖြစ်တယ်ရှေ့တန်းစစ်ပွဲတွေမဟုတ်ပဲကန်ဆစ်အတွက်လည်းကောင်းတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့စမ်းပြတဲ့ဖွဲ့စည်းမှုပုံစံကြောင့်ပါပြစ်ခတ်နှုံမြန်တဲ့အမြောက်တွေဆင်ထားပြီးတော့အဆက်မပြတ်ပြစ်ခတ်နိုင်တယ် Home missile တွေရော flame thrower တွေရောတက်ဆင်ထားတာကြောင့်လေကြောင်းရံကောမြေပြင်ရံကောမျက်နှာပြင်အကုန်လုံးကိုကာဝယ်ပေးနိုင်တယ်။ In-game မှာဆိုရင်ဒီကောင်ပစ်တဲ့အမြောက်တွေကိုရှောင်ရတာနည်းနည်းလေးတော့ခက်တယ်။ဒါပေမဲ့ flame thrower ကိုဖြိုပြီးရင်ဒီကောင်ရဲ့ buy out ထဲကိုဝင်ပြီးတော့ပစ်လို့ရတယ်။အဲ့လိုအချိန်ကျရင်တော့နှစ်ဖက်ညက်ပြီးဝင်လာတဲ့ missile တွေကိုနည်းနည်းလေးသတိထားရမယ်။ flame thrower ပျက်စီးသွားရင်တော့ရင်ထဲကနေအကျဉ်းသားတွေကျလာတတ်တယ်။ဆိုတော့ rebel စစ်သားတွေကဒီရင်ကြီးတွေကိုအကျဉ်းသားတွေထည့်ပြီးတော့နှိပ်စက်နေတာပေါ့။ဒီကောင်ကြီးကိုအနိုင်ယူပြီးတော့ gear head city ကိုဖျက်ပြီးပြီဆိုရင်အချိန်ကြီးခါခါသိပြီ။နောက်ထပ်အချိန်ပေါင်းများစွာထပ်သိဖို့အတွက်ခြေတက်ပါပြီ။ final mission မှာ regular army ရဲ့ metal slug တင်ကားတွေနဲ့တူမာကိုတို့က rebel army ရဲ့အင်အားပြစ်ချထားတဲ့သဒ္ဒါကိုဖျက်ရမှာပါဒီသဒ္ဒါက rebel army ရဲ့ operation စခန်းကိုရောက်တဲ့သဒ္ဒါဖြစ်တယ်သဒ္ဒါပေါ်မှာရှိတဲ့စစ်သားတွေအများကြီးကိုပပယ်နေနေတက်ရမယ် ခရီးတစ်ဝက်လောက်လေရောက်ရောတရားကိုဖြည့်ဆည်းပစ်လိုက်တာကြောင့်မာကိုတို့ကရေထဲကိုပြုတ်ချသွားတယ်။ရေထဲကလည်း regular army ရဲ့ရင်ကုန်သမောတစည်းကပေါ်လာပြီးတော့မာကိုတို့ကိုကယ်လိုက်တယ်။ပြီးရင်တပတ်ကမ်းမှာရှိတဲ့ရန်သူတွေရဲ့ operation စခန်းကိုမရောက်ရအောင်ခေါ်သွားပေးပါမှာ။စခန်းကိုရောက်တယ်နဲ့တိတ်မကြပါဘူး။ General Modern ကိုတိုင်ရောက်လာတယ်။ General Modern စီးလာတဲ့ helicopter ကလက်နက်ပေါင်းစုံဆင်ထားပြီးတော့ဒီကိန်းရဲ့ final boss ဖြစ်တယ်။လူရဲ့ temperature ကိုကြည့်ပြီးလိုက်တဲ့ heat sinking missile တွေတို့ဒရက်ဆက်ပစ်တဲ့ mini gun တွေတို့ပြီးတော့ air bomb တွေပါပါပြီးတော့စတိုက်မင်းရမနာကိုတောကပေးပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာ General Modern ရဲ့ helicopter လေးဖျက်ဆီးခံလိုက်ရတယ်။သူလည်းကြာရှုံးပြီးတော့ဖမ်းခံလိုက်ရတယ်။ Fast Modern War ကို Marco တို့ကအောင်းအောင်းမြင်းမြင်းအဆုံးသတ်နိုင်ခဲ့ပြီးတော့ General Modern ရဲ့စစ်မီးကိုညှိနှက်နိုင်ခဲ့တယ်။ General Modern ကြာရှုံးပြီးတဲ့နောက်မှာ Regular Army ကသူ့ကိုဖမ်းထားလိုက်တယ်။ဒါပေမဲ့ကမ္ဘာအနှံ့မှာ General Modern ရဲ့နောက်လိုက်တဲ့အများကြီးကြံနေသေးတယ်။ဒီကောင်တွေက Secret Project တွေထပ်ပြီးတော့လုပ်နေတယ်။သူတို့ခေါင်းဆောင်ကိုကယ်ဖို့လည်းစူးစမ်းနေကြတယ်။ regular army အောင်ပွဲကစစ်ဘေးတင်သွားတဲ့ကဘာကြီးတစ်ခုလုံးကိုပြန်ပြီးတော့ recover ယူဖို့အချိန်လေးတစ်ခုပေးနိုင်ခဲ့တယ်ပေါ့ ဒီအကြောင်းအရာတွေအကုန်လုံးက Metaslack ပထမဆုံးဂိမ်းရဲ့ story အပိုင်းလေးပဲရှိသေးတာပါ Metaslack University က SQL game တွေထဲမှာပို့ပြီးတော့ကျေပြက်လာတယ်ပို့တက်လွင်လာတယ်ပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းလာသလိုပို့ပြီးတော့လည်းခက်လာတယ်ဒီတော့ခဏခဏလည်းပို့သေးလာတယ်ပေါ့ Metaslack တခြား game တွေရဲ့ဇလန်းကိုနောက်ထပ် video လေးတွေမှာထပ်လာဖို့ရှိပါသေးတယ်ကဲဒါဆိုရင် Metaslack ထဲမှာပါတဲ့ Rebel Army စစ်သားမျိုးစားတွေနဲ့ Vehicle တွေသူတို့ရဲ့နည်းပညာမြင့်လက်နက်တွေအကြောင်းကိုစကြရအောင်ပါ ပထမဆုံး Metal Slug Game မှာ uniform color နဲ့မျိုးနဲ့ Rebel စစ်သားနှစ်ဖွဲ့ရှိတယ်။ Green Rebel Army နဲ့ Golden Rebel Army ဆိုပြီးတော့နှစ်ဖွဲ့ရှိတယ်။ Green Rebel တွေကအဓိကစစ်တပ်ဖြစ်ပြီးတော့ Golden Rebel တွေကတော့တိတ်မတွေ့ရသလောက်ကိုနည်းပါတယ်။ Green Rebel Army ရဲ့ Chilean စစ်တပ်မှာဆိုရင်စစ်သားတွေမျိုးစုံပါတယ်။ Grenade Soldier တွေကို Grenadier လို့လည်းခေါ်ပြီးတော့ Metal Slug Game နဲ့မှာအများဆုံးတွေ့ရတဲ့စစ်သားလေးတွေပေါ့။သူတို့ရဲ့ Loyalty ထဲမှာ Regular Army ကိုပြစ်ဖို့ဘုံတွေအပြည့်ထည်ထားပြီးတော့အဆက်မပြတ်ပြစ်ခတ်နိုင်တယ်။ Jean Du ကအနီးကပ်လာတဲ့အခါဘုံမဟုတ်ပဲဓာတ်ကိုအသုံးပြုပြီးတော့ပြန်တိုက်တတ်ပါသေးတယ်။ Shield Soldier တွေကဒိုင်းကင်ထားပြီးသူ့ရဲ့ အဖွဲ့အဝေးအနေနဲ့ရင်းနေရှိကနေနေရာယူပြီးတော့ကာကွယ်ပေးတဲ့စစ်သားတွေပါသူတို့ရဲ့ဒိုင်းတွေကမာရီကျောရေရှိတာကြောင့်ဖိကက်ဖြစ်စီဖို့အချက်ရေးတာမန်ထက်ပို့လို့ပါတယ်ရှိတဲ့ဆိုးကြတွေကိုတပ်ဖို့အကောင်းဆုံးနည်းကသူတို့မလုံရှာခင်မှာအနီးကပ်သွားပြီးတော့ဓာတ်နဲ့ထိုးလိုက်ပါ Fnatic ဆိုးကြတွေက General Morden ရဲ့သက်ဆက်ရှိစစ်သားတွေဖြစ်ပြီးတော့ weapon အနေနဲ့မျိုးစုံကိုကင်တွယ်အသုံးပြုကြတယ် Rocket Thrower တွေကလည်းနံပါတ်နဲ့လိုက်တဲ့စစ်သားတွေပါ Mishu Miban တွေကိုသူတို့ရဲ့လွယ်အိတ်ထဲကနေထုတ်ပြီးတော့ပစ်တယ်သူတို့ပစ်လိုက်တဲ့ Rocket တွေကအောက်ကိုထိုးကြပြီးတပတ်ရန်သူစီကိုပြေးလာတာပါရှောင်းရအရန်မခက်ပေမဲ့အနီးကပ်လိုင်းရင်တော့ခုံချော်လိုက်တာအကောင်းဆုံး ဆုံးပေါ့ grenade thrower ဆိုတဲ့စစ်သားတွေက rolling ball နဲ့ပုံစံတူတဲ့ဘုံးတွေကိုတဲပြီးတော့ပစ်တာပါအလွယ်တကူတော့ရှောင်လို့ရပြီမဲ့စတိုက်ပစ်လိုက်ရင်တော့တိုက်မိဖို့ကအသေးစားပါပဲ ဘဇူကာစိုးကြတွေကတော့ဒုတိယကဘာစစ်မှာ US Army ကတုံးခဲ့တယ်ဘဇူကာကို inspire ယူထားတဲ့လောင်ချတွေကိုကန်ဆောင်ကြတဲ့စစ်သားတွေပဲဖြစ်ပါတယ်ရှိတဲ့စိုးကြတွေနဲ့ခဏခဏတွဲမြင်ရပြီးတော့ရေပြင်တိုက်ခတ်မှုအပြင်ကိုမှကောင်းငင်ကနေလေထီးတွေနဲ့ခုံချပြီးလဲတိုက်တက်ကြသေးတယ်လောင်ချပြစ်တာကနေပြီးတော့ရှောင်ရလွယ်ပေမဲ့ဘဇူကာစစ်သားတွေအများကြီးတပြိုင်တည်းဝိုင်းပြင်တော့ရှောင်ရခတ်ပါတယ်မိုင်းလေယာစိုးကြတွေက regular army နဲ့စစ်ပွဲတွေမှာရှေ့တန်းကနေမိုင်းတွေထောင်ရတဲ့ဖြည့်စည်ရေးသမားလေးတွေပါတင်ကားတွေတို့မြေပြင်စစ်သားတွေကိုကောင်းကြီးဒုက္ခပေးနိုင်ကြတဲ့ကောင်းလေးတွေပါ အားနည်းချက်ကတော့မိုင်းလေယာစစ်သားလေးတွေကတာမန်စစ်သားတွေတဲ့ပို့ပြော့တာပါပဲ။ဘိုက်ကာတွေက on ground တိုက်တွေထဲမှာ speed အမြန်ဆုံးနဲ့ attack formation ဆုံးတဲ့တိုက်ပါ။ Water Marine unit တွေကတော့တိတ်မများပါဘူး။နှမျိုးပဲရှိတယ်။ Cannon Diver နဲ့ Rocket Diver တို့ပါ။ စစ်သားတွေကိုကြည့်ရင်တိတ်မစုံဘူးထင်ရပေမဲ့ Rebel Army ရဲ့ Armor Vehicle ဖွဲ့စည်းပုံကတော့လုံးဝအဆင့်တန်းမြင့်ပြီးတော့စမ်းသစ်တယ်။ Vehicle တွေတော်တော်များများကလည်းအပြင်မှာရှိတဲ့ Model တွေကိုအခြေခံပြီးတော့ပုံစံအစ်တင်နဲ့ Modify လုပ်ထားတာပါ။ဒါကြောင့်မလို့လဲ Regular Army က Metalless Super Vehicle 001ကိုမထွင်နိုင်ခင်အထိ Rebel Army ရဲ့တိုက်ခိုက်မှုမှာအရေးနိုင်နေခဲ့ရတာပါ။ဒီကုတ်ကာဆိုတဲ့တင်ကာမျိုးဆက်ကတော့ Metalless Gain နဲ့မှာအများဆုံးတွေ့ရတဲ့တင်ကာဖြစ်တယ်။ Rebel Army တွေအဓိကတင်ကာဆိုလည်းမမပါဘူး။ဒီကောင်ကြီးရဲ့လုံဆောင်ချက်တွေကကန်တုံးပြောင်းလိုက်ကတိုးပြီးတော့တိုက်ပွဲတွေမှာ Mirage လောက်မှာပဲအားသာတဲ့တင်ကာမျိုးပါ။ ။ဘာကြောင့်လဲဆိုတော့ကန်တော့ကလက်မရတာကြောင့်ဖြစ်ပြီးတော့ Rebel Army က low cost budget protection အနေနဲ့ပဲထုတ်ထားခဲ့တာကြောင့်ပါ။ ဒီကောက်ကကအရင်မှမာတဲ့တင်ကားဖြစ်ပြီးတော့လက်မရပြုတ်မရတဲ့အားနေချက်ကြောင့်အောက်ကငုံပြီးတော့တိုက်ခိုက်ဖြစ်စီရင်လွဲပါတယ်တင်ကားပြက်စီးသွားတဲ့အချိန်အထဲကနေစစ်သားတယောက်ထွက်လာပြီးတော့ပြစ်တတ်တာကိုမမေ့ပါနဲ့ T2B Multi Handy ဆိုတာကတော့ Homing Missile နဲ့တပ်ဆင်ထားတဲ့ Light Tempo တွေဖြစ်ပြီးတော့မြန်ပါတယ်ပြီးတော့ Missile ပြတဲ့ပြောင်းရဲ့ဘေးမှာအချုံနေတက်ထားတယ် Rebel Army ရဲ့ Formation အရဆိုရင်တာဝေးပြအမြောက်တွေပြစ်ပြီးရင် T2B Multi Handy တွေလွတ်ပြီးတော့တဖက်ရင်သူရဲ့ခံတက်ကိုအမြန်ဖြက်စီးတာမျိုးပါဒါပေမဲ့ Light Tempo ဖြစ်တာကြောင့်စတိုက်ပြစ်ပြီးတော့တိုက်ခိုက်ရင်ခဏလေးနဲ့ပြက်စီးလို့ရတဲ့မျိုးစားပါပဲတင်ကားမောင်းနေတဲ့ Driver ကိုခုံပြီးတော့ ောက်တက်ရင်လည်းအဆင်ပြေပါတယ်။ Greta Osorat တန်ကတော့ဖွဲ့စည်းမှုပုံစံအတူကောင်းတယ်။ဘာကြောင့်လဲဆိုတော့ Greta ကတခြားတက်နေတဲ့တာလုံနဲ့လှုပ်ဆောင်မှုတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ။ Regular Army နဲ့စစ်ပွဲတွေမှာတာဝေးပြစ်နိုင်ပြီးတော့မာရေကျော်ရေရှိတယ်။တွက်လဲတွက်နေတယ်။ဒါတွေနဲ့မကသေးပဲ Metal Slug တင်ကားတွေကိုရှင်းဖို့အတွက်အားကောင်းတဲ့စန့်ချစ်ပတ်တေကားတစ်စီးဖြစ်နေရမယ်ဆိုတဲ့အချက်နဲ့ UAV ဖန်တီးထားတာဖြစ်တယ်။ ဂရီတာအုပ်က rebel army ရဲ့အသုံးဝင်ဆုံးတန့်ဆိုတဲ့အတိုင်းဘက်တယ်တန့်အနေထားကနေတစ်စိ engineering machine တွေပါပြောင်းပြီးအသုံးပြုလို့ရသေးတယ်။ဘူချန်တီဆိုတဲ့တင်ကားတွေကတော့ heavy tank တွေဖြစ်ပြီးတော့မာရီကျောရဲ့အတော်မြင့်တဲ့မော်တွေပါ။ဘူချန်တီတွေက heavy tank ဆိုပေမဲ့လည်းပျောက်ကြားကံမော်တွေနဲ့ painting လုပ်ထားတာကြောင့်တဖက်ရန်သူရဲ့လေးချောင်းရံကိုတိတ်ချောက်စရာမလိုပါဘူး။ Iron Iso ကတော့ rebel army ရဲ့ high budget နဲ့ဖန်တီးထားတဲ့တာဝန်ပြ heavy tank တွေဖြစ်တယ်။ အဓိကကစစ်ပွဲတွေမှာအနောက်ကနေရန်သူရဲ့တိုက်ခွက်တွေကိုဖျက်ဆီးနိုင်ဖို့အတွက်ရည်ရွယ်ပြီးထုတ်ထားတာပါ။အင်းဂိမ်းမှာတော့ Iron ISO တွေကို High Budget Model ဖြစ်တာကြောင့်တွေးရနေပြီးတော့များသောအားဖြင့်ဆိုရင်ခံတက်တွေနဲ့တခြား Vehicle တွေနောက်မှာတွေးရတတ်တယ်။ Long Range ဖြစ်တာကြောင့်အနီးကတိုက်ခိုက်ဖျက်ဆီးရင်လွယ်ပါတယ်။ Ashobu က Rebel Army ရဲ့ Helicopter Unit တခုဖြစ်ပြီးတော့တော်တော်ကြီးကို Aggressive ဖြစ်တဲ့ရင်မှာ Ashobu ကိုထုတ်ရတဲ့ UAS က Enemy Tank တွေကိုဖျက်ဆီးဖို့ Anti-Tank အနေနဲ့ထုတ်ခဲ့တာဖြစ်တယ်။ အကဘီကတော့အဓိကလေကြောင်းတိုက်ခိုက်ရေးအဲယူနစ်တစ်ခုဖြစ်တယ်။မရှင်းကန်နေလဲတက်ထားပြီးတော့မြန်နဲ့ဘုံကျဲလေရင်အမျိုးအစားပါ။ Flying Tower ဆိုတဲ့ရှင်တွေကအကဘီကိုမှပိုကောင်းမွန်အောင်ဖန်တီးထားတဲ့ Heavy Boomer Fighter တွေပါ။ Rebel Air Force မှာ Secondary Unit လို့တော့ပြောလို့ရပြီးတော့ဒီကောင်တွေပစ်ချတဲ့ဘုံတွေက Vanguard တွေကိုတော့မှဖျက်ဆီးပစ်နိုင်တယ်။ဒီကောင်တွေအကုန်လုံးက Metal Slug 1996 Game မှာပါတဲ့ unit တွေကြီးပါ။ Metal Slug Franchise တစ်ခုလုံးမှာဆိုရင်ဒီထက်များတဲ့ unit တွေရှိပါသေးတယ်။ Metal Slug ရဲ့ animation style ကသူ franchise မှာ 3D ကို upgrade လုပ်တာတဲ့ 2D ကပို့ပြီးတော့အသက်ဝင်နေတာကလည်းထူးခြားချက်ပါပဲ။သူ့ရဲ့ 2D animation style လေးက game တစ်ခုဆိုတာတဲ့ cartoon ရုပ်ရှင်တစ်ခုတွေကိုခုံဝင်လိုက်တယ်လို့မျိုးပဲ။ developer တွေ animator တွေကလည်းဒီ game ရဲ့ 2D style ကိုလူတွေလုံးဝမပြင်းသွားတဲ့ level တိအောင်ဖန်တီးထားတယ်လို့လည်း interview တွေမှာပြောထားတယ်။ Metal Slug ပထမဆုံး game က1996ခုနှစ်မှာထွက်ခဲ့တာပါ။ ဲ့ဒီအချိန်မှာ 3D game တွေတော့ next generation console တွေကတော်တော်ကြီးကိုခေတ်စားနေပြီ။ဥပမာ PlayStation 1ဆိုရင် Sony က1996ခုနှစ်တည်းကထုတ်ခဲ့တာဖြစ်ပြီးတော့ Nintendo ကသူ့ရဲ့ Nintendo 64ကို1996အစောပိုင်းမှာထုတ်ခဲ့တယ်။ Sega ကလည်းသူ့ရဲ့ပြိုင်ဘက်တွေနဲ့အပြိုင်သူ့ရဲ့ next generation 3D console ဖြစ်တဲ့ Sega Saturn ကို1996ခုနှစ်မှာပဲထုတ်ခဲ့တယ်။ဆိုတော့ home console တွေကခေတ်စားနေတဲ့အပြင်ကမှ 3D graphic နဲ့ game တွေက market တွေကိုအပြိုင်ဝင်နေတဲ့အချိန် 2D game ကို gamer တွေမျက်စိနဲ့တမာရိုးချက်ဖြစ်နေတဲ့ quality မျိုးဆိုရင်အဲ့ game ကထင်သလောက်မအောင်မြင်နိုင်ပါဘူး။ဒါပေမဲ့ Metal Slug ရဲ့ anime animation ဖတ်ပြီးမှုကအနုပညာမြောက်တယ်အသက်ဝင်တယ်ဂိမ်းထဲမှာပါတဲ့ character တွေရဲ့လှုပ်ရှားမှုပုံစံလေးတွေမျက်နှာအမူအရာလေးတွေကချီးကျူးစရာကောင်းလာအောင်အသေးစိတ်ကြားတယ်ဒီလိုမျိုးသင်သက်တဲ့ character design တွေရဖို့ကလည်းဒါစနစ်ချီတဲ့အားလေး concept အားတွေအများကြီးဆွဲခဲ့ရတယ်အဆုံးသက်ရလမှာဒီဂိမ်းရဲ့ animation style တွေက stylish ဖြစ်တယ် ထားကြတယ်ပလေယာလိုင်းရဲ့လက်ပြီးတော့អော်တဲ့ပုံစံတွေတိုက်ခတ်မှုပုံစံတွေသူတို့သေသွားတဲ့အခါတော့မှပြစ်ခင်ရတဲ့လက်နက်အမျိုးအစားကိုလိုက်ပြီးတော့ dead animation style အလန်းလေးတွေတွေ့ရတယ် explosive animation style တွေကိုကြည့်ရင်လည်း detail ကြလုံးနဲ့ဘုံပေါက်ကွဲတာတွေရင်ကိုပြစ်လိုက်ရင်ကွဲသွားတဲ့ explosive animation တွေကဒီ game ကိုပို့ပြီးတော့စိတ်လှုပ်ရှားစေတယ် Boss ရဲ့ design ကိုကြည့်မယ်ဆိုရင် idea animation တွေပို့ပြီးတော့အသေးစိတ်ကြတာကိုတွေ့ရတယ်။ Boss တကောင်လုံးမှာအသေးစိတ်လုပ်နေတဲ့ idea animation တွေမှာအများကြီးပါ။ဒီလိုအထာကျတဲ့ animation နဲ့ creative ဖြစ်လို့နဲ့ Boss ရဲ့ design ကိုပေါင်းလိုက်တဲ့အခါမှာတော့ game ရဲ့ boss fight တိုင်းကပိုအသက်ဝင်သွားတယ်။လုံးဝ absolute animation ပေါ့။ Metal Slug ကိုမှ engine အသစ်တွေသုံးပြီးဖန်တီးထားတဲ့ 3D PS2 game တစ်ခုလည်းရှိသေးတယ်။ ဂိမ်းနာမည်ကလည်း Metaslet 3D လို့ခေါ်တယ်။ဒါပေမဲ့ Metaslet ဟာ Go Fan တွေအနေနဲ့ 2D ကနေ 3D ပြောင်းပြစ်တာကိုသဘောမချခဲ့ကြဘူး။ Sorty ရတယ်လို့လည်းဂိမ်းကလည်းစိတ်လို့ရှားစရာတော့ကောင်းမနေဘူး။အခုနောက်ပိုင်း mobile version တွေမှာ Metaslack ကလုံးဝ 3D ဖြစ်လာတယ်။ Metaslack Awakening ဆိုရင်အကုန်လုံးကို 3D modify ထားတာတွေ့ရတယ်။ကောင်းလားဆိုတော့ကောင်းပါတယ်။ Nostalgic ဖြစ်စေမဲ့ animation လေးတွေ OST လေးတွေကိုပြန်သုံးပေးထားတယ်။ဒါပေမဲ့ကိုရီအတွက်တော့ Metaslack Awakening ကစောရတာကောင်းနေဆိုတဲ့အနေထားမှာပဲရှိသွားပါတယ်။အရင်ကြီးတော့ Nostalgic မဖြစ်သွားဘူး။ ကျွန်တော်အတွက် mental slack ကိုပထမဆုံးစဆော့လိုက်ရတဲ့ခံစားချက်ကအရန်ကိုထူးခြားခဲ့တာပါ။မမရဲ့ရပထမဆုံး mental slack game ကို arcade game ဆက်ပေါ်မှာပဲစဆော့ဘူးတာပါ။အသက်အရွယ်ကတော့မူလာတန်းလောက်ပဲရှိအောင်မထင်နဲ့။ game အကြောင်းဘာမှမသိသေးတဲ့အရွယ်။ game ဆိုရှောင်းနေဖို့ပဲသိတဲ့အရွယ်ပေါ့။အဲ့တုန်းကကျွန်တော်တို့စီမှာ arcade game ဆက်လေးတွေနည်းနည်းကြံသေးတယ်။အကျွေးပြားစီလေးတွေတပြားကိုဘယ်လောက်လဲတော့မမမိတော့ဘူး။ဘေးကကလေးကြီးကျွန်တော်ရှိမှဒီ game ကိုအားနဲ့မန်နဲ့စော့နေကြတာ။ အဲ့ဒါနဲ့ကျွန်တော်လည်းသတို့ဆော့ပြီးတော့အကျွေးစီလေးထည့်ပြီးတော့ light sort ကြည့်လိုက်တဲ့အခါကျမျက်လုံးတွေအယောင်လက်ပြီး gaming experience အသစ်ကိုခံစားသွားရတယ်။သူ့ရဲ့ 2D physics graphic ကမသိရင်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲကတုန်းကတကားတွေကိုရောက်သွားသလိုမျိုးတခြား 2D game တွေထက်ကိုပိုထူးခြားလုံးနဲ့ကျွန်တော်ခံစားချက်တွေအကုန်လုံးကိုသိချာမပြောပြနိုင်ပေမဲ့အဲ့တုန်းကအာရုံစိုးစိုက်မှုတွေအကုန်လုံးက game ကနေလုံးဝမခွာနိုင်ဘဲနဲ့တန်းတန်းဆွဲသွားတာပါ။ကြောင်စင်းတိုင်းကျွန်တော်အကျွေးစီလေးတွေသွားလဲပြီးတော့ထည့်ဆော်တယ်။ ဂိမ်းရဲ့စီးမြင်တဲ့ဘာတွေတော့မသိဘူးဒီတိုင်းဒီဂိမ်းရဲ့အနုပညာဆန်တဲ့ physics graphic တွေစိတ်လုံရှားစရာကောင်းတဲ့ဂိမ်းပလေးတွေထဲမှာလုံးဝနှင်းမျောနေတာပါအသက်နည်းနည်းရလာတော့ PS1 PS2 တွေကလည်းတော်တော်ခက်စားနေပြီအဲ့ဒီအချိန်မှာထပ်သီးလိုက်ရတာကကျွန်တော်ငယ်ငယ်တုန်းကအချွေစီလေးတွေထည့်ပြီးဆော့ခဲ့တဲ့ဒီဂိမ်းကို Rumble ချဘူးလို့လည်းခေါ်တယ်ပြီးတော့ကျွန်တော်စော်ဘူးတဲ့ပထမဆုံး metal slug ဂိမ်းအပြင်ကမှတခြား metal slug ဂိမ်းအသစ်တွေအများကြီးရှိနေတာတွေပေါ့အဲ့ဒီအချိန်ကျမှတခြား metal slug ဂိမ်းတွေကိုစပြီးတော့ like ကစားပြစ်သွားတယ် ကိုအရန်သဘောချက်ရတဲ့ဂိမ်းကိုအာကိတ်ဂိမ်းဆက်မှာတွေမဟုတ်ဘဲနဲ့ကွန်ဆိုးမှာပါဆော့လို့ရနေတယ်ကိုသိလိုက်ရတော့လေငငယ်တုန်းကတော်တော်ပျော်သွားတယ်။ဒါကြောင့်ဒီဂိမ်းကဆော့ဆော့ချင်းမှာတွေကျွန်တော်ရဲ့စိတ်ဝင်စားမှုတွေအကုန်လုံးကိုချက်ချင်းရတော့တဲ့ဂိမ်းဖြစ်နေတာပါ။ဆွဲလန်းပြီးချစ်နေရတဲ့ဂိမ်းဆိုတာလေဒီလိုမျိုးပါလားဆိုပြီးနားလည်လာတယ်။ Rambo ဂျဘူးဆိုတာကိုကြားလိုက်တဲ့အတိတ်ကပျော်ခဲ့တဲ့အမတ်တရားကောင်းတွေတသိကြီးကိုပြန်ပြီးတော့ပုံဖော်မိလာတယ်။အနုပညာမြောက်တယ်ဆွဲဆောင်မှုရှိတယ် အမတ်ရတွေကို gain နဲ့တူတွဲမြင်မိရတဲ့အကောင်လုံးကြောင့် meta select ကကျွန်တော်တို့ရာစုနှစ်ရဲ့အကောင်ဆုံး 2D pixel graphic game တစ်ခုဖြစ်နေတာပါဒီ game ကိုသဘောကျလုံးလုံးအဲ့တုန်းကစက်တိုက်တဲ့ပုံတွေစွဲရင်တော့မတင်ကားတွေတို့တခြားရှင်ကြီးတွေကို gain နဲ့ကလိုမျိုးစက်တဲ့အကြီးကြီးတွေတို့အမြောက်တွေဓာစနဲ့ချီတဲ့ model ပုံစံမျိုးတွေစွဲခဲ့သေးတယ်ဒီ game ကကျွန်တော်တယောက်တည်းအတွက်ပဲမတရားရရှိခဲ့တာမဟုတ်ပါဘူးညီကိုတို့အတွက်လည်းငယ်ဘဝရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ပိုင်းဖြစ်ခဲ့မယ်ဆိုတော့ပြောနေစရာမလိုပါဘူးအသက်တွေကတဖြည်းဖြည်းနဲ့ကြီးလာတယ်အမတ်ရဆိုတာလည်းပြန်တွေးနိုင်အောင်လို့ပဲရှိတော့တယ်အတိတ်ကိုကိုယ်တိုင်ကိုကျလည်းပြန်မသွားနိုင်ကြဘူးလေ ဒါပေမဲ့အတိတ်ရဲ့ပျော်စရာစိတ်ခံစားမှုအပိုင်းအစလေးတွေတဲကိုဂိမ်းကောင်းလေးတစ်ခုကိုစော်ရင်းနဲ့တော့ပြန်သွားနိုင်ပါသေးတယ်။ကဲကျွန်တော်တို့ချစ်ရတဲ့ Rambo တစ်ခုဒါမှမဟုတ် Metal Slug Game အကြောင်းကတော့ဒီလောက်ပါပဲ။သိမကြခင်မှာတခြား Metal Slug Game တွေရဲ့အကြောင်းတွေကိုထပ်ပြီးတော့တင်ဖို့ရှိပါသေးတယ်။ဒီလိုမျိုး Game တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတိုက်နေတဲ့ဆိုရင် Zuhab Channel ကို Like and Subscribe လုပ်သားပေးကြဖို့မြစ်တမ်းချက်ခံပါရခင်ဗျာ။ညီကိုတို့ရဲ့အားပေးမှုကကျွန်တော်အတွက်တော့အားစေးပါပဲ။အဆုံးထိကြည့်ရှုပေးသူအရောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါရစေ။